ကြောက်ကပ်ဆိုတာလူခဏကိုပေါ်ရှိသမျှအစိတ်အတော့တွေကိုစီးရနေတဲ့ဆင့်အစိုးထုတ်တန်းဆင်ပေးတဲ့အရေးပါတဲ့အစိတ်အပိုင်းပါကြောက်ကပ်ကပုံမှန်အလုံးမလုံးတော့ဘူးဆိုရင်အစိတ်အတော့တွေပြည့်နေပြီးတော့ယောဂဝေဒနာတွေဖြစ်စီတဲ့ခန္ဓာကိုဖြစ်လာပါလိမ့်မယ်ဒါကြောင့်ဒီတစ်ခါမှာတော့ကြောက်ကပ်လေးချမ်းမာနေအောင်လို့ဘာတွေစားပေးသင့်လဲကြောက်ကပ်အကောင်းစင်မဲ့အကောင်းဆုံးအစားအသောက်ခုနှစ်မျိုးကဘာတွေလဲဆိုတာကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ပါသေးရယ် subscribe လုပ်ပြီးတော့ဗီနာနူဒီပဲလို့ share ပေးပါအောင်ရှင် ကြမ်းသားတစ်မျိုးကတော့ပန်းသီးဖြစ်ပါတယ် ပန်းသီးကကိုလက်စထရောနဲ့ဂလူကိုပမာဏတွေကိုရောစေနိုင်တဲ့ပျော်ဝင်အမြင်ဓာတ်ပတင်ပါဝင်တဲ့အရင်းမြစ်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အခွန်မှာစားဖို့တော့မမေ့ပါနဲ့နော်။ပန်းသီးရဲ့အခွန်မှာဒတိုးဆန်ကျင်ပစ္စည်းတွေအများကြီးပါဝင်တယ်လို့ပန်းသီးအစိမ်းမှာဆိုရင်လည်းဗီတာမင်စီလည်းကျော်ပါပါတယ်ရှင်။နောက်တစ်မျိုးကတော့ဘလူးဘယ်ရီပါ။ဘလူးဘယ်ရီသီးတွေကကယ်လိုရီနည်းပြီးတော့ဗီတာမင်စီနဲ့အမြင်ဓာတ်တွေကျော်ပါပါတယ်။ဒီအသီးကကိစ္စရောကလောရောဂါတွေကိုကာကွယ်ပေးပြီးတော့အုံနောက်ကိုအကျိုးပြုတယ်လို့လေ့လာမှုတွေရသိရ ပါရဲ့ရှင်။နောက်တစ်မျိုးကတော့ omega 3 fatty acid ပါ။အချို့မျိုးအစီဒါလို့ခေါ်ရတဲ့ omega 3 fatty acid တွေကိုပင်လယ်ငါးရစီကနေပြီးရရှိနိုင်ပါတယ်။အချို့မျိုးအစီတွေက iron ကြောစနစ်အစဲတွေတိဆောက်တဲ့နေရာမှာအဓိကနေရာကနေပါဝင်ပါတယ်။နှလုံးကြက်သားတွေကိုအားကောင်းစေပါတယ်ခုခါအစနစ်ကိုလည်းအားကောင်းစေတယ်လိုအပ်တဲ့အာဟာရတွေစုပ်ယူတဲ့နေရာမှာအကူအညီပေးတယ်အုံနာနဲ့အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက်လည်းသူကအထူးကပါဝင်ပါတယ် Omega 3 fatty acid တွေကနှလုံးရောဂါဖြစ်နိုင်ခြေကိုညွှန်နေစေပါတယ်နော်။ Green cholesterol ကိုကျစေတယ်၊သွေးတိုးကိုကျစေတယ်လို့လေ့လာတွေ့ရှိရပါတယ်ရှင်။နောက်တစ်မျိုးကတော့ gallan ပါ။အစိုးရရောင်ဟင်းသီးရောတွေထဲမှာပါဝင်တဲ့ gallan ရဲ့အကျိုးကျေးဇူးတွေကအတော်လေးများပါတယ်။ သူ့မှာဗီတာမင် A, ဗီတာမင် C, ဗီတာမင် K နဲ့ကယ်စီယမ်အပါအဝင်အရေးပါတဲ့ဗီတာမင်နဲ့တတ်ထုလို့တွေအများကြီးပါဝင်နေတာပဲဖြစ်ပါတယ်။ကာရိုတီနိုနဲ့ဖလေဗာနိုက်တို့ကျွေးဝါလို့မျက်စိကျန်းမာရေးနဲ့ခင်းစားကာကွယ်နိုင်စွမ်းတို့မှာလည်းအကျိုးကျေးဇူးအများတဲ့အရွက်ပဲဖြစ်ပါတယ်။ ။အတမျိုးကတော့ strawberry ပါ။ strawberry နီနီရဲရဲလေးတွေကအနံ့ရတာကောင်းတယ်လို့ဗီတာမင်နဲ့ဒလိုဆန့်ကျင်ပစ္စည်းတွေပါမှုများတဲ့အသီးပဲဖြစ်ပါရဲ့။သူ့မှာပါတဲ့အမြင့်တဲ့အာဟာရဓာတ်တွေကြောင့်နှလုံးရောဂါ၊ကင်ဆာရောဂါတွေကိုကာကွယ်ပေးနိုင်ပြီးတော့ရောင်ရမ်းမှုရောကြောင့်စီတဲ့အာနိသင်တွေလည်းပါရှိပါရဲ့။နောက်တစ်မျိုးကတော့ဟင်းလုံးတွေပါ။ သူ့မှာဆိုရင်ဗီတာမင် A, ဗီတာမင် C, ဗီတာမင် K နဲ့ဖောလိက်ပါဝါမှုမြင့်မာတဲ့အပြင်ဖီတာကာရိုလင်းတွေကြောင့်လည်းကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။အမြင်အာရုံအတွက်ကောင်းတဲ့အစိမ်းရောင်အသီးအရွက်တစ်မျိုးလည်းဖြစ်လာမှု မကြမကြစားသုံးသင့်တဲ့အစားအစာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်မျိုးကတော့ကစွန်းအုပ်ပါနော်။ကစွန်းအုပ်မှာဆိုရင်ဗီတာမင် A နဲ့ဗီတာမင် C တွေကျွေးဝါပါတယ်။ဗီတာမင် B6 နဲ့ပိုတက်ဆီယမ်လည်းပါဝင်တယ်လို့အမြင်နဲ့လည်းပါဝင်မှုကမနှဲပါဘူးနော်။ ိုတက်ဆီယမ်အပါအဝင်ဗီတာမင်နဲ့သတ္တုဓာတ်တွေကခန္ဓာကိုယ်ထဲကဆိုဒီယမ်ပမာဏကိုထိန်းချိပေးပြီးတော့ကြောက်ကပ်အပေါ်သက်ရောက်မှုလျော့နေအောင်ကူညီပေးပါတယ်။ဒီလိုဘေးကင်းပြီးတော့အာဟာရဆွဲဝါးတဲ့အစားအသောက်တွေကိုလေ့ကျင့်စားသောက်ပုံအတွင်းမှာထည့်သွင်းစားသုံးမယ်ဆိုရင်ကြောက်ကပ်တွေမကဘဲနဲ့ခန္ဓာကိုယ်တစ်ခုလုံးအတွက်အကျိုးရှိစေမှသိကြပါရရှင်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါဦးနော်။